တရားထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လို့အထောက်အရတာကိုယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိမှလောဘဒေါသငြိမ်းပါကိုခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းမသိတော့ဒီခန္ဓာကိုယ်ကြီးရဲ့ပုံမှန်ဆွေးလန်းကြတယ်မမောကြတယ်အဲ့ဒီဆွေးလန်းမှုမမောမှုတွေကြောင့်ပဲဆင်းရဲဒုက္ခတွေဖြစ်ကြတာဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားဖို့အတွက်ဒီခန္ဓာရဲ့ပုံမှန်ဆွေးလန်းမမောမှုလို့ဆိုတဲ့သမှုရိယသစ္စာတဏှာလောဘကိုပယ်ရှားပြစ်ဖို့လိုတယ် ရွှေလက်မမုံမှုဆိုတဲ့ပုရိယသစ္စာတဏှာလောဘကိုပယ်ရှားဖို့အတွက်ဒီခန္ဓာကြီးရဲ့အကြောင်းတွေကိုအမှန်တိုင်းသိဖို့လိုတယ်။ဒီတော့ဒီခန္ဓာကြီးကဘယ်လိုသဘောရှိတော့ဒီခန္ဓာကြီးကမတည်မြဲတဲ့သဘောရှိတယ်။အနိစ္စသဘောရှိတယ်။စဉ်းစားကြည့်နော်။မွေးဖွားလာတဲ့အခုချိန်ထိအောင်အဆင့်ဆင့်ပြောင်းလဲလာခဲ့တာ။ကလေးလေးဘဝကနေတနည်းပြည့်တနည်းပြည့်စုံလာလိုက်တာ။အရွယ်မျိုးမျိုးကိုဖြတ်တန်းလာတဲ့အရွယ်မျိုးမျိုးကိုဖြတ်တန်းလာရင်လည်းဒီရွယ်ထိရောက်လာခဲ့တယ်။ အဲ့ဒီလိုနဲ့ပဲဘဝတစ်ခုပြီးဆုံးသွားအောင်ပါပဲဒီမတီမြဲတဲ့အနေစာသဘာဝကိုအသေးစိတ်သိမြင်ဖို့လိုတယ်အခြေအနေတိုင်းပြီးဆုံးလိုက်နေရဆိုတာကိုနားလည်ဖို့လိုတယ်ဖြစ်လာတဲ့သဘောတွေကပြီးဆုံးသွားနေတယ်ဖြစ်လာတဲ့သဘောမှန်တယ်များဘယ်ဖြစ်ချင်းတရားမှတည်မဲနေတယ်ဆိုတာမရှိဘူးရန်ကင်းရှိသမှုရိယဓမ္မသဗ္ဗန္တံနိရောဓဓမ္မတိတဲ့ ဘာတွေပဲဖြစ်လာဖြစ်လာဖြစ်လာတဲ့သဘောမှလည်းမြတ်အကုန်လုံးဖြုတ်ကျချုပ်ပြောင်းသွားကြမှာစဉ်းစားကြည့်နော်ဆိုကြပါစို့ဘဝမှာမြင်ရတယ်ဆိုတာတွေဖြစ်နေတယ်အဲ့ဒီမြင်တယ်ဆိုတာတွေကလည်းပဲမြင်ပြီးပြီးသွားတာပဲနောက်ထပ်အစ်စ်ထပ်ပြီးမြင်တာတွေဖြစ်တယ်အဲ့ဒီအစ်စ်ထပ်ပြီးတော့မြင်ရတာတွေလည်းတည်မြဲနေတာမဟုတ်သူလည်းပြီးသွားတာမြင်မှုတွေကထပ်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 ဖြစ်တယ်ဖြစ်တိုင်းဖြစ်တိုင်းလည်းပြီးဆုံးပြီးဆုံးသွားတာ ဲ့လိုပဲကြားရတာတွေလည်းကြားပြီးပြီးသွားတယ်။နောက်ထပ်ထပ်ပြီးတော့ကြားတယ်။အဲ့ဒီအစ်စ်ထပ်ထပ်ကြားရတဲ့သဘောကလည်းဒီမျက်နေဝင်မရှိဘူး။သူ့လည်းပဲချုပ်ပြောင်းသွားတာပဲ။ဒီလိုနဲ့ထပ်ထပ်ကြားတယ်။ကြားတိုင်းကြားတိုင်းပြီးဆုံးပြီးဆုံးချုပ်ပြောင်းသွားတာကြီးပဲ။မပြီးဆုံးတဲ့ကြားခြင်းဆိုတာမရှိပါဘူး။အခုဦးချင်းရဲ့နှုတ်ကထွက်နေတဲ့အသံတွေကိုကြားနေရတယ်။အသံတွေကလည်းဖြစ်လာပြီးပျောက်သွားတယ်။ ောက်ထပ်အတန်ဖြစ်လာတဲ့အကြောင်းတွေကရှိနေတော့အတန်တွေကထက်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 ဖြစ်တယ်။ဖြစ်တိုင်းဖြစ်တိုင်းတော့အဲ့ဒီအတန်တွေကလည်းချုပ်ပြောက်သွားတာပဲ။အတန်တွေချုပ်ပြောက်သွားတဲ့အဲ့ဒီအတန်ကိုကြားတယ်ဆိုတဲ့သောတဝိညာဉ်ကြာတိစိတ်လေးတွေကလည်းချုပ်ပြောက်သွားတာပဲ။အတန်နဲ့ကြားတဲ့သဘောလေးတွေချုပ်ပြောက်ချုပ်ပြောက်သွားမှုဟာသတိထားကြည့်မယ်ဆိုရင်အလွန်ထင်ရှားတယ်။အဲ့လိုပဲဦးဇင်းတို့နတ်နေရတဲ့အရာတွေစမ်းသပ်ရတယ်။တွေ့ထိမှုတွေဖြစ်တယ်။တွေ့ကြံတွေဖြစ်တယ်။ ကိုဦးဇင်းပြောလိုက်တာ6မျိုးမြင်ခြင်းကြားခြင်းနှာရှူခြင်းစားသောက်ခြင်းတွေ့ထိခြင်းတွေ့ကြံခြင်းဒီ6မျိုးဖြစ်နေဘာတွေပဲဖြစ်ဖြစ်တည်မဲနေတယ်ဆိုတာမရှိဘူးအဲ့ဒီ6မျိုးဖြစ်နေတာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာချမ်းသာခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနည်းခြင်းဒီလိုသဘာဝတရားတွေဖြစ်နေတယ်ဒီခံစားချက်ဝေဒနာတွေဟာလည်းပဲတည်မဲနေတာမဟုတ်သူတို့လည်းပဲဖြစ်ပေါ်လာပြီးတော့ချုပ်ပျောက်သွားကြတာပဲ ဲ့လိုတည်မြဲမှုမရှိတာဒီခန္ဓာရဲ့သဘောအမှန်ပဲအဲ့ဒီသဘောအမှန်ကိုအမှန်တိုင်းသိအောင်လို့ဒီခန္ဓာကိုယ်မှာဘလို့သဘောတွေပဲဖြစ်လာဖြစ်လာ ဖြစ်တိုင်းဖြစ်တိုင်းသတိဝရိယနဲ့တည်တည်နေအောင်ကြိုးစားနေရဒါဟုတ်ပဲတရားအထုတ်တယ်လို့ခေါ်တာပါပဲဒါကြောင့်ဘာတွေပဲဖြစ်ဖြစ်ဖြစ်တိုင်းသိအောင်ကြိုးစားနေရဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဘယ်သဘာဝတရားတွေကိုပဲဖြစ်ဖြစ်သူ့အရှိသဘောတိုင်းတည်တည်နေအောင်ကြိုးစားရမယ် မြတ်စွာဘုရားကဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်လို့ရှုတော်မျိုးစုံကနေရှုကြည့်နေဖို့သင်ကြားပေးထားတာဥမာအာနာပါနဆိုရပါစို့ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းသတိထားခိုင်းတယ်ဒီဝင်လေထွက်လေရဲ့ဝင်မှုထွက်မှုကဒီခန္ဓာကြီးရဲ့အလွန်ရေးပါတဲ့အစီပိုင်းတစ်ခုဒါဝသတိထားပြီးတော့လက်စက်သိနေအောင်ကြိုးစားရတယ်ဝိပုစ္ဆေဘုရားကြီးသင်ပြပေးတဲ့အတိုင်းပြောရရင်တော့ ဝင်လေဝင်နိုင်ထွက်လေထွက်တိုင်းနာသီးပြားတနေရာရေကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်ထွက်သွားတယ်အဲ့ဒီထိတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့ဒလဇက်ဖြစ်ပေါ်နေတဲ့ထိမှုသဘောလေးကိုဒလဇက်ပဲတည်တည်နေအောင်ကြိုးစားရတယ်ရိုးရိုးလေးပဲဝင်လေဝင်နိုင်ထိတဲ့ထိတိုင်းတည်အောင်ကြိုးစားရတယ်ထွက်လေထွက်တိုင်းထိတဲ့ထိတိုင်းတည်အောင်ကြိုးစားရတယ်ဝင်လေဝင်နိုင်ထွက်လေထွက်တိုင်းထိမှုသဘောလေးတွေဖြစ်တယ် အဲ့ဒီတိမှုသဘောလေးတွေဟာဒီခန္ဓာကြီးရဲ့ဖြစ်ပေါ်နေတဲ့သဘောဝတရားတွေကထင်ရှားဖြစ်နေတဲ့သဘောဝတရားတစ်ခုပဲအဲ့ဒီတိမှုသဘောကိုတည်တည်နေခြင်းအဖြစ်လည်းပဲဒီခန္ဓာရဲ့မတည်မြဲတဲ့အနိစ္စသဘောကိုနားလည်သွားနိုင်တာဒါကြောင့်ဝင်လေဝင်တိုင်းထီထီတိုင်းသိအောင်ကြိုးစားကြရတာထွက်လေထွက်တိုင်းထီထီတိုင်းသိအောင်ကြိုးစားကြရတာဒီအလို့ဟာထိုင်နေတဲ့ထိုင်နေတုန်းကလှုပ်လို့ရတာမဟုတ်လျောင်းဆက်နေတဲ့အချိန်မှာလည်းလှုပ်လို့အဆင်ပြေတာပဲ။ ဝင်လေထွက်လေကိုတိဖို့ကြိုးစားတဲ့အခါမှာဩဥစဉ်တို့ဝင်လေလေးဝင်သွားဖို့အားမစက်ရအောင်ထွက်လေလေးထွက်သွားဖို့အားမစက်နဲ့နော်ဝင်လေထွက်လေရဲ့ထိမှုကသာတိဖို့အားစက်ရဝင်လေဝင်သွားဖို့အားမစက်နဲ့ထွက်လေထွက်သွားဖို့အားမစက်နဲ့ဝင်လေထွက်လေရဲ့ထိမှုကသာတိဖို့အားစက်ရဝင်လေထွက်လေဆိုတာဒီခန္ဓာကြီးရဲ့အလိုလျောက်ဖြစ်နေတဲ့သဘာဝတရားကြီးတစ်ခုပဲမဝင်အောင်မထွက်အောင်အောင့်ထားလို့မှမရပဲကိုစဉ်းစားကြည့်နော် ဝင်ဖို့ထွက်ဖို့ဘာမှကြိုးစားစရာမလိုအိတ်နေတဲ့အချိန်မှာဝင်နေထွက်နေတာကိုစဉ်းစားကြည့်ပေါ့။ဘာကြိုးစားရလဲ။သူ့ဘာသာသူဝင်ထွက်နေတာ။ဒါကိုကိုယ်ကသိအောင်ကြိုးစားရတာ။ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားရတယ်။ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိနေအောင်ကြိုးစားရတယ်။အဲ့ဒါလို့ကြိုးစားနေလို့ရှိရင်ဒီထိမှုသဘောလေးတွေဟာတတိပီတတိစဉ်စစ်မပြတ်ဖြစ်ပေါ်သွားတယ်ဆိုတာကိုသိနိုင်တယ်။ ထိမှုသဘောအတစ်တစ်ခုဖြစ်လာတိုင်းဖြစ်လာတိုင်းသူ့အရင်ဖြစ်ခဲ့တဲ့ထိမှုသဘောတွေတစ်ခုပြီးတစ်ခုချုပ်ပြောက်လိုက်နေတယ်ဆိုတာကိုလည်းသိနိုင်တယ်။ဒါဒီခဏကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်စူးစမ်းအထုတ်တဲ့နီလန်းနေတဲ့ကနီလန်းတစ်ခုပဲ။ဒီနည်းနဲ့စူးစမ်းရင်လည်းပဲဒီခဏရဲ့အနိစ္စဒုက္ခအနတ္တသဘောတရားအမှန်တွေကိုအမှန်တိုင်းသိနိုင်တာ။ဒီခဏကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်နှီးမျိုးစုံနဲ့စူးစမ်းရတာပဲ။ဟောဒီခန္ဓာကိုယ်ကြီးဟာ သွားရထိုင်လျောင်းဆိုတဲ့ဣရိယာပုကြီးလေးမျိုးမှာတမျိုးမျိုးနဲ့နင်းနေတယ်။ဒါကိုလည်းအမှန်တမ်းသိအောင်ကြိုးစားရမှာ။ဒီလိုသိအောင်ကြိုးစားတဲ့နည်းကိုဦးဇင်းတို့သတိပဋ္ဌာန်ပါဠိတော်မှာဣရိယာပထပပါဆိုပြီးတော့အထင်ရှားမြတ်စွာဘုရားဟောထားတာ။သွားနေရင်လည်းသွားနေတယ်လို့သိရမယ်။သွားနေတဲ့အချိန်မှာခန္ဓာကိုယ်ကြီးရဲ့သွားနေတဲ့အနေအထားပေါ်မှာသတိထားပြီးတော့အမှန်တမ်းသိနေရ။ခြေဘဝနေခေါင်းထိတကူလုံး ွားနေတဲ့အချိန်မှာဘလို့ဖြစ်နေသလဲဘယ်လိုလှုပ်ရှားနေသလဲဒါကိုသတိထားပြီးတော့သိနေရသွားနေတဲ့အချိန်မှာခြေထောက်တွေဘလို့လှုပ်ရှားနေသလဲခြေထောက်တွေကြွတ်တက်လာပုံနဲ့ရှေ့လှမ်းလိုက်ပုံနဲ့ဖိပြီးနင်းချလိုက်ပုံနဲ့ဩဒီလိုနဲ့တလန့်ပြီးတလန့်လှမ်းသွားနေတယ်ဩဒါကိုဖြစ်နေတဲ့အတိုင်းအသေးစိတ်တိ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 နေရမယ်လက်တွေအာယူပြီးတော့လွှဲနေပုံနဲ့လှုပ်ရမ်းနေတာတွေ ခြေလမ်းတိုင်းခြေလမ်းတိုင်းခန္ဓာကိုယ်ကြီးရလှုပ်ရှားနေတာတွေ့သွားနေတဲ့အချိန်မှာတကူလုံးရဲ့ဖြစ်ပေါ်နေတဲ့အနေအထားမျိုးစုံကိုအသေးစိတ်သိနေအောင်ကြိုးစားရ။မြန်မြန်ကြီးမသွားနဲ့။နော်အရန်နှင်းနှင်းကြီးလည်းမသွားနဲ့။ပုံမှန်ထက်နည်းနည်းလေးနှိပ်ပြီးသွားရင်းနဲ့ကြိုးစားကြည့်။နော်ဝိရိယထက်ထက်တန်တန်နဲ့တစ်ဆက်သိနေအောင်ကြိုးစားကြည့်။အဲ့လိုကြိုးစားမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးရဲ့ရုပ်သဘာဝတွေကိုအမှန်တိုင်းသိမြင်လာမယ်။လေးတဲ့သဘောတွေ၊ပေါ့တဲ့သဘောတွေ၊လှုပ်ရှားယုံကန်နေတဲ့သဘောတွေ ိမှုသဘောတွေဟောဒီသဘောတရားတွေကိုသိလာမယ်ဒီသဘောတရားလေးတွေဟာလက်နဲ့ကင်ပြလို့ရတာမဟုတ်ဘူးနော်မျက်စိနဲ့ကြည့်လို့လည်းမမြင်ရဘူးစိတ်နဲ့သာသိနိုင်တဲ့ပရမတ္ထသဘောဝတရားတွေပဲအဲ့ဒါလို့လေးမှုပေါ်မှုလှုပ်ရှားမှုထိတွေ့မှုအစတာတွေကိုသိသိနေရင်းနဲ့အဲ့ဒါတွေရမတည်မြဲမှုအိဋ္ဌသဘောတွေကိုသိမြင်လာနိုင်တယ်အဲ့လိုအိဋ္ဌသဘောတွေကိုသိလာရင်ဒုက္ခသဘောအနတ္တသဘောဒါတွေလည်းသိလာမှာဒါတော့အနေရင်းနဲ့တရားရှုမှတ်နေတာပဲ ့ဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းသွားပြီးတော့နေနိုင်တာတော့လည်းမဟုတ်ဘူးထိုင်ခြင်းလာတဲ့အခါထိုင်ရပြန်တာပဲဟောခုံပေါ်မှာပဲဖြစ်ဖြစ်ကရင်ပေါ်မှာပဲဖြစ်ဖြစ်နော်ဒီနေရာမှာထိုင်ရတယ်အဲ့လိုထိုင်နေရင်လည်းထိုင်နေတဲ့အနေအထားပေါ်မှာသိထားပြီးတော့သိနေအောင်ကြိုးစားရမယ်ခြေချထိုင်မယ်ဆိုလို့ရှိရင်ခြေတောင်းနဲ့မြေကြီးနဲ့ထိနေတဲ့ဟောဒါကိုသိနေတယ်တင်မနဲ့အခင်းနဲ့ထိနေတဲ့လက်ကပေါင်းဖို့တင်ထားရင်လည်းလက်နဲ့ပေါင်းနဲ့ထိနေတဲ့အဲ့ဒါတွေကိုသိနေရမယ် တိုင်းနေတော့မှဒီကိုလုံးဘလို့ဖြစ်နေလဲဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားရအဲ့လိုပဲဦးဇင်းတို့ရက်နေတဲ့ချိန်မှာလည်းပဲရက်နေတဲ့အနေထားပေါ်မှာသတိထားပြီးတော့နေရမှာသတိထားပြီးတော့သိနေရမှာရက်နေတဲ့ချိန်မှာတော့ဒီကိုလုံးရဲ့အလေးချင်းကဟိုဦးဇင်းတို့ခြေပွားလေးနှစ်ခုပေါ်ကိုရောက်နေတော့ခြေပွားနှစ်ဖက်မှာလေးတဲ့သဘောတွေထင်ရှားမှာပေါ့ဒီကိုလုံးအောက်ကိုဖိချနေတယ်လို့ဖြစ်နေတော့လေးလံတဲ့သဘောတွေခြေပွားမှာဖြစ်လာမှာဘူးလာတာတွေဖြစ်လာမယ် ်ဒါတွေကိုလည်းသိနေရတယ်ဟုတ်လဲဖျားလေးတွေမှာသွေးတိုးလို့တင်းနေတာတွေကြက်နေတာတွေလေးနေတာတွေဒါတွေကိုလည်းသိလာနိုင်တယ်ရက်ပြီးတော့တတလေးနေပြီးတော့ဒီခန္ဓာမှာဘလို့သဘောတွေထင်ရှားနေတုံးဖြစ်နေတုံးတတိလေးထားပြီးတော့နေကြည့်ပေါ့ရက်နေတဲ့အချိန်မှာရက်နေတယ်လို့အမှန်တိုင်းသိနေရမယ်ဆိုတာလေးကိုပို့ပြီးတော့အသေးပဲပေါက်တော့ကြိုးစားအထောက်ကြည့်ပေါ့ရက်နေုံနဲ့မလဲဒီခန္ဓာကိုရက်ပြီးတော့လည်းအမြဲတမ်းနေနိုင်တာမဟုတ်ဘူး เนาะခန္ဓာကိုယ်ကြီးပြင်မလာတဲ့အခါညောင်းညာလာတဲ့အခါเนาะလေအောင်ဆက်ရတယ်ဆိုတာကိုလုပ်ကြရပြန်တာပဲအဲ့ဒါလိုလဲလဲအောင်နေတဲ့အချိန်မှာလည်းပဲဒီခန္ဓာကြီးရဲ့လဲလဲအောင်နေတဲ့အနေထားပေါ်မှာသတိထားပြီးတော့သိနေရမှာပဲလဲလဲအောင်နေဆိုတာအတ္တသာဆုံးအနေထားနဲ့နေနေတဲ့အချိန်လေးပဲအဲ့ဒီအချိန်မှာလည်းပဲဒီခန္ဓာကိုယ်ရဲ့ဖြစ်နေတဲ့အနေထားတွေကိုအမှန်တိုင်းသိနေရမှာเนาะဒီခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းသိနေရခြေတော်ကနေကောင်းအထိနေရာတော်တော်များများကျန်းကင်းနဲ့ထိနေတယ် တ်လက်အနေထားနဲ့ကိုအိတ်နေသလားတစောင်းအနေထားနဲ့အိတ်နေသလားခက်ကွေးကွေးလေးအနေထားနဲ့အိတ်နေသလားဘယ်လိုအနေထားနဲ့ပဲအိတ်နေအိတ်နေအဲ့ဒါကိုတီးနေအောင်ကြိုးစားရအဲ့ဒီတော့ဦးဇင်းတို့အနှစ်ချုပ်ပြီးပြောရလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုအနေထားမျိုးနဲ့ပဲနေနေအဲ့ဒါကိုဖြစ်နေတဲ့တိုင်းအတည်နေအောင်ကြိုးစားရယထာယထာဝပနတ္တကာယောပနိဟိတောဟောတိတထာနံပဇာနာတိတဲ့ ဒီခန္ဓာကိုယ်ကြီးဘလို့ပုံစံနဲ့ဖြစ်နေဖြစ်နေဖြစ်နေတဲ့အတိုင်းတည်နေတိုင်းတည်နေရမယ်လို့ဆိုလိုတာအဲ့ဒီတော့ဒီခန္ဓာကိုယ်ကြီးဘလို့ပုံစံမျိုးနဲ့ပဲဖြစ်နေဖြစ်နေဖြစ်နေတဲ့အတိုင်းတည်နေအောင်ကြိုးစားကြရမှာပဲဒါအလွန်သတိထားစရာကောင်းတဲ့ကမ္မထာနည်းပဲဘာလို့သတိထားစရာကောင်းတဲ့ကမ္မထာနည်းလို့ပြောရတာတော့လူအများစုကတရားအထုတ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာထိုင်ပြီးလုပ်နေတဲ့အချိန်လေးမှာပဲဝါယမစိုက်ကြနော်ဂယုတစိုက်ကြိုးစားကြတာ ထရန်ကနေထသွားပြီထလာပြီဆိုတာနဲ့သိပ်ပြီးကယူမဆိုင်တော့ဘူးတတိတွေကမထားကြတော့ဘူးအတိတွေကမကတ်ကြတော့ဘူးတတိလက်လို့ဖြစ်ကုန်ညာပြောတာကကြည်လေတရားထိုင်လို့အချင်းစီပြီဆိုတော့ဘာပြောတော့တရားဖြုတ်ကြစို့တဲ့တရားဖြုတ်လိုက်တာနဲ့ဘာတွေဖြစ်လာ မတရားတွေဝင်လာတာပေါ့တတိလက်လို့ဖြစ်သွားတာနဲ့အတွေ့တွေဝင်လာမယ်မဖြစ်ခဲ့တာတွေကိုတွေးမယ်မဖြစ်သေးတာတွေကိုတွေးမယ်မဖြစ်ချင်တာတွေတွေးမယ်မဖြစ်ချင်နေတာတွေတွေးမယ် ဲ့လိုအတွေးတွေဝင်လာတဲ့အဲ့ဒါကိလေသာကပါလာပြီအဲ့တော့တရားတွေကခဏခဏဖြုတ်နေတော့ဖြုတ်ထားတဲ့အချိန်တွေကလည်းများနေတော့အသိဉာဏ်ကဘယ်မြန်မြန်ဆန်ဆန်ဖြစ်တော့မလို့တရားတလဲမတရားတလဲသွားနေတော့မတရားတလဲတွေကလည်းများနေတော့တရားကအာမကောင်းတော့ဘူးပေါ့ဒါကြောင့်တရားမဖြုတ်ဖို့လိုတယ်နော်တရားကိုဖြုတ်တယ်ဆိုမှတော့ဘယ်ကောင်းမလို့ဒါကြောင့်တရားဖြုတ်ပြီးနေတဲ့အချိန်တွေမများစီပဲနဲ့တတ်နိုင်ရင်တရားမဖြုတ်ဘဲနဲ့ အခြေအနေဘာပဲဖြစ်နေဖြစ်နေဘလို့ပဲဖြစ်နေဖြစ်နေဒလဇက်အတိနေမယ်ဆိုတဲ့မြင့်မြတ်တဲ့ခံယူချက်နဲ့ကြိုးစားကြရမှာဒလဇက်အတိဆက်နေအောင်တတိဆက်နေအောင်အဲ့လိုကြိုးစားနိုင်တဲ့လူတွေအတိညာမြန်မြန်ရကြတာတရားအထုတ်တယ်ဆိုတာတကယ်တမ်းကအချင်းကတ်သက်ချက်မထားရအောင်အိနေတဲ့အချင်းကလွဲလို့အခြေအနေမှာအထုတ်ရမှာ နေရာကတ်သက်ချက်မထားရဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်အထုတ်ရမှာအနေထားကတ်သက်ချက်မထားရဘူး ဘယ်လိုအနေအထားမျိုးနဲ့မရှိအားထုတ်ရမှာအဲ့လောက်ကြီးတော့ဆွေသွေးမြေမြကြီးလို့ဖို့တော့မလွယ်ဘူးနဲ့တူတယ်လို့အဲ့လိုမတွေးပါနဲ့နော်မြင့်မြတ်တဲ့အသိဉာဏ်ကိုရကျင်တယ်တကယ်ရကျင်တယ်ဆိုရင်တော့အဲ့ဒါဦးဇင်းတို့ကြိုးစားကြရမှာနေရာတိုင်းအချိန်တိုင်းအနေအထားတိုင်းနော်သတိကပ်ပြီးတော့သိနေအောင်ကြိုးစားကြရမှာမဟာသတိပဋ္ဌာန်တော့တမ္ပဇင်ညပပပိုင်းမှာဟောထားတာလေးကြည့်ပေါ့အဘိက္ခန္တိပဋိက္ခန္တိတမ္ပဇာနာဂါရီဟောတိ ရှေ့သွားတဲ့ခါမှာပဲဖြစ်ဖြစ်နောက်ဆုံးတဲ့ခါမှာပဲဖြစ်ဖြစ်တိလျက်နဲ့ပြုတ်ရမယ်တဲ့ဟောတိလျက်နဲ့ပြုတ်ရမယ်ဆိုတာလေးကိုသတိထားရှေ့သွားတာပဲဖြစ်ဖြစ်နောက်ဆုံးတာပဲဖြစ်ဖြစ်တိလျက်နဲ့ပြုတ်ရမယ်တဲ့အဲ့လိုပဲဦးရှင်တို့တဲ့တဲ့ကြည်တယ်တစောင်းကြည်တယ်ကိုရည်တယ်ဆန်တယ်ဒါတွေကိုလည်းတိလျက်နဲ့ပြုတ်ရမယ်တဲ့ဟောတပိတ်တင်ကန်နေခိုင်းတဲ့အခါစားတဲ့တောက်တဲ့အခါကျင်ကြီးကျင်ငယ်စွန့်တဲ့အခါသွားတဲ့ရက်တဲ့အခါထိုင်တဲ့အခါအိတ်တဲ့အခါ နိုးတဲ့အခါစကားပြောတဲ့အခါစိတ်စိတ်နေတဲ့အခါဘယ်လိုအခါမှာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတာကိုသိပြီးတော့ပြုရမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာရိုးရိုးလေးပဲနော်ဘာပဲဖြစ်ဖြစ်သိလျက်ပြုရမယ်ဆိုတာလေးအလွန်တရာမှ မှတ်သားစရာဘာပဲဖြစ်ဖြစ်ဖြစ်နေတာတွေကိုသတိလေးထားပြီးသိနေရမယ်လို့နားလဲရမှာအဲ့လိုသိသိနေတဲ့အခါမှာတည်ပြီးသားတွေကိုထားခဲ့ နောက်သိစရာတွေကဒလဇက်ဖြစ်ဖြစ်နေတဲ့အတွက်ဆက်ဆက်ဖြစ်နေတာတွေကိုပဲတည်တည်နေရမယ်။တည်ပြီးသားကိုပြန်မတွေးပါနဲ့။ခုရင်လေးဖြစ်ခဲ့တာကို တောင်းထားခဲ့ပါသူမရှိတော့ပါဘူး။တဘာဝတရားတွေဆက်ဆက်ဖြစ်နေတယ်။အဲ့ဒါတွေကိုဖြစ်တိုင်းဖြစ်တိုင်းတည်တည်နေရမယ်။ဒီလုပ်ငန်းစဉ်ကိုလွယ်တယ်လို့တော့ဥစဉ်တော့မဆိုလို့ပါအောင်လွယ်လဲတကယ်မလွယ်ပါဘူးဘာဖြစ်လို့မလွယ်တာလဲဆိုတော့တတန်စရာလို့မိမိရော့ရော့ပေါ့ပေါ့ဆဆနေခဲ့တဲ့အလေးကျင့်စိုးကြီးကလွှမ်းမိုးထွားလို့မလွယ်ဘူးလို့ ဆိုခြင်းတာနော်တတန်တရားလုံးမေးမေးရောရောနေခဲ့တယ်ဆိုတာတဲ့အခုကိုသိနိုင်တဲ့ဒီဘဝမှာကိုပဲကြည်လေခပ်ပေါ်ပေါ်ဖြစ်တယ်လို့ပဲနေနေတာနော်တတိနဲ့နေတဲ့အချိန်ကဘလောက်များများလို့တော့နော်မေးမေးရောရောပေါ်ပေါ်ဆာဆာဖြစ်တယ်လို့ပဲနေနေကြတာဒီခန္ဓာကြီးရဲ့အကြောင်းကိုသိနေတဲ့စိတ်ဘလောက်ရှိခဲ့လဲနော်သိအောင်ကဘလောက်ကြိုးစားခဲ့လဲကိုကိုကိုပြန်မေးပေါ့ပြင်ဘက်ကအရာတွေကိုပဲစိတ်ဝင်စားပြီးပြင်ဘက်ကအရာတွေနဲ့ပဲဟောပြင်ဘက်ကအရာတွေရဲ့အပေါ်မှာပဲသိအောင်စူးစမ်းရင်းနဲ့ ရအောင်ကြိုးစားရင်းနဲ့အခြေအနေကုန်းလာရတာမလိုတော့တာလိုလိုပါနဲ့ဘဝရိပ်မြုံကာကျိုးဆုံးခဲ့ဆိုတဲ့အတိုင်းပါပဲအာယုန်နေနဲ့တွေ့တိုင်းတွေ့တိုင်းမလိုရင်ဒေါသဖြစ်တယ်လိုရင် လောဘဖြစ်တယ်ဒါတွေနဲ့ပဲချိန်ကုန်းလာဘဝဇက်ကုန်မှာလောဘဒေါသကြိုးဆွဲတိုင်းကပြရင်းနဲ့ကာကျိုးတွေဆုံးခဲ့တာပဲရှိတယ်မိမိရောရောပေါ်စားတာရေသူမျိုးပြီးတော့နေလာကြတာအဲ့ဒီတော့အဲ့ဒီအလေးကျင့်စိုးကြီးကအကြီးအကျယ်လွှမ်းမိုးနေတယ် ဒီအလေးကျင့်စိုးကြီးရဲ့အရှင်ကအကြီးအကျယ်ရိုက်ခတ်နေတာသတိနဲ့နေတယ်ဆိုတဲ့ဒီအလေးကျင့်ကောင်းလေးကအခုမှပြုစုပြောထောင်ရတာအားကတိတ်မရှိသေးဘူးပေါ့အဲ့ဒီတော့ဘာဖြစ်တော့သတိလေးထားလိုက်ခဏနေတော့သတိကမရှိတော့ပြန်မို့လွတ်သွားပြန်ပြီမိမိရောရောနေခဲ့ခြင်းဆိုတဲ့အလေးကျင့်စိုးကြီးကလွှမ်းမိုးနေတာဟုတ်ဒါကြောင့်ကိုယ့်ဘက်ကအားကောင်းအောင်ယုံကြည်မှုဆိုတဲ့တတ္တာခွန်အားကြိုးစားမယ်ဆိုတဲ့ဥရိယခွန်အားတတိခွန်အားတမာတိခွန်အားပညာခွန်အား ဒီလိုခွန်အားတွေနဲ့ဒီကန္နာမှာဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ငါတိ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 ပြီးတော့နေမယ်ဆိုတဲ့မြင့်မြတ်တဲ့ဒီလုပ်ငန်းစဉ်ကြီးကိုအထုတ်ကြရမှာခုဦးဇင်းတို့ပြောရတာရုပ်ကာယပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အထုတ်ပုံလေးကိုဒါအချင်းချုပ်လေးပြောလိုက်တာနော်ခန်းစားချက်ဝေဒနာတွေကိုဆက်ပြီးတော့သိရမှာ၄ရှိတဲ့နော်စိတ်ထဲမှာ ချမ်းသာတာတွေသုံးဖို့ဆင်းရဲတာတွေဘယ်လိုခန်းစားချက်ဝေဒနာပဲဖြစ်ဖြစ်ဖြစ်နေတဲ့အတိုင်းကိုသိကိုသိနေရမှာ အဲ့လိုပဲအတွေ့အကြုံဖြစ်တဲ့ကောင်းတာတွေတွေ့နေသလားအဆိုးတာတွေတွေ့နေသလားအဘာတွေတွေ့နေသလဲဘယ်လိုတွေ့နေသလဲအဲ့ဒီအတွေ့အကြုံကိုလည်းပဲအမှန်တိုင်းသိနေအောင်ကြိုးစားရမှာနော်တရားထုတ်တယ်ဆိုတာဦးဇင်းတို့ခုလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့အထောက်ကြရတာနောက်မှလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့အထောက်ကြရတာတရားအထုတ်ခြင်းကြောင့်ခုလည်းပဲချမ်းချမ်းသာသာနေရလိမ့်မယ်။နောက်မှလည်းချမ်းချမ်းသာသာနေရလိမ့်မယ်လို့ဆိုလိုတာ အကျိုးကျေးဇူးအကျဉ်းမြစ်နှမျိုးလို့ဆိုကြပါစို့တရားလို့ကိုအားထုတ်လို့ရှိရင်ခုလည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်နောက်မှလည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဟောအခုလည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟောကိုယ်ခန္ဓာမှာဖြစ်နေတာတွေဟိုတည်တည်နေခြင်းအဖြစ်ဒကာမတို့ဦးဇင်းတို့ရဲ့စိတ်နှလုံးဟာအေးချမ်းမှုကိုရနိုင်တယ်ဖြစ်နေတာတွေပုံမှန် သတိကပ်ထားလို့ရှိရင်ယာဂဒေါသမောဟစတဲ့ကိလေသာတွေမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာယာဂဒေါသမောဟကိလေသာတွေဖြစ်လို့မရဘူး အဲ့ဒီလိုကိလေသာအပူတွေမရှိတော့အေးချမ်းမှုဆိုတာကိုရတာ။နောက်ကိလေသာနှိမ့်ဆက်တာကိုမခံရတော့တတ္တမှုဆိုတာကိုရတာ။ဒါကြောင့်သတိရှိနေတဲ့လူကအေးချမ်းတယ်။လက်တွေ့ချမ်းသာတယ်။သတိမရှိဘူးဆိုရင်တော့ပူလောင်ရှုပ်ထွေးမှုတွေနဲ့နေနေရမှာပဲ။ကိုကိုကိုဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆိုရင်တော့ဖြစ်ခဲ့တာတွေကိုတွေးမယ်။ဟောမဖြစ်သေးတာတွေကိုတွေးမယ်။အခုဘာတွေဖြစ်နေတယ်ဆိုတာကိုတော့မသိဘူး။ ဖြစ်ခဲ့တာတွေတွေးနေရတာနဲ့မဖြစ်သေးတာတွေကို တွေးနေရတာနဲ့အခုလောလောဆယ်ဘာတွေဖြစ်နေလဲဆိုတာကိုမသိဘူးဖြစ်ချင်နေတာတွေကိုတွေးမယ်မဖြစ်ချင်နေတာတွေကိုတွေးမယ်ဟုတ်ကိုဖြစ်ချင်တာတွေဖြစ်မလာတဲ့ကိစ္စတွေကိုလည်းတွေးမယ်ကိုမဖြစ်ချင်တာတွေဖြစ်လာတဲ့ကိစ္စတွေကိုလည်းတွေးမိမှာပဲဒါဆိုရင်တော့စိတ်တိုင်းမကြမှုတွေမကျေနပ်မှုတွေဟောဒီလိုဒေါသတွေနဲ့ပူလောင်နေရမှာပဲအဆန့်ကျင်ဘက်အနေနဲ့ဦးဇင်းတို့စိတ်တိုင်းကြားခဲ့တာတွေကိုလည်းတွေးမိမယ် အဲ့လိုစိတ်တိုင်းကြခဲ့တာတွေတွေးမိမယ်ဆိုရင်တော့မမောမှုတွေဆွဲလန်းမှုတွေနဲ့ဒါညှင်းနှွမ်းရမှာဒါကြောင့်သတိရှိမနေဘူးဆိုရင်တော့ကောင်းကိုမကောင်းနောက်တစ်ခုကသတိရှိနေခြင်းအဖြစ်အသည့်အမြင်တွေမြင်မှလာပြီးတော့နောက်တစ်ချိန်မှာတွေးရမယ်အဆင်မပြေမှုတွေကိုရင်ဆိုင်နေလိမ့်မယ်နော်သတိရှိခြင်းအဖြစ်နောက်မှချမ်းသာလိမ့်မယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့အခုဒါပြောနေတာပါ နော်အစမပြေမှုတွေကိုရင်ဆိုင်ရတဲ့အစွမ်းရင်ဆိုင်နိုင်တဲ့အစွမ်းတတ္တိဆိုတာမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာမှာပဲရှိတာမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာဆိုတာကလည်းပဲဒီခန္ဓာရဲ့သဘာဝတွေရဲ့ပုံမှန်ဖြစ်တိုင်းဖြစ်တိုင်းသတိထားပြီးတော့နေမှသာလင်ရနိုင်တာစဉ်းစားကြည့်နော်ဘဝဆိုတာအစမပြေမှုတွေတစ်ခုပြီးတစ်ခုတွေ့တွေ့နေရတဲ့သဘောရှိတယ်အစမပြေမှုတွေကရှိကစီးကျိုးနေကြတာနော်အသိဉာဏ်နဲ့လို့ကံမကောင်းလို့တွေ့ရတဲ့အစမပြေမှုတွေဆိုတာကိုအသာထားလိုက်အောင် လူတိုင်းလူတိုင်းတွေ့ရမယ့်အဆင်မပြေမှုတွေကိုစဉ်းစားကြည့်။နောက်ပတ်စံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်။နောက်အတိုင်းဝိုင်းကောင်းကောင်းမကောင်းကောင်းလူတိုင်းတွေ့ရမယ့်ဒုက္ခတွေဆိုတာရှိတယ်။ပါတယ်လေ။စဉ်းစားကြည့်ပါဦး။အိုနာတေကွဲကန်တွဲအမြင်နေတိုင်းရှုလို့အဘိနာတုံမှာမြတ်စွာဘုရားဟောခဲ့တဲ့အိုမှုနာမှုတေမှုကွဲကွာမှုတွေကိုပြောတာ။ဘောရရလို့ရလိုက်အိုရလိမ့်မယ်။နာရလိမ့်မယ်။တေရလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့်ကြွက်ကွာကြရလိမ့်မယ်။ရှင်းတော့ကကိုပြုခဲ့တဲ့ကံတရားတွေရဲ့အကျိုးဆက်တွေကိုလည်းပဲခံရမှာပဲ။နော်စဉ်းစားကြည့်။ဘဝမှာနုပြုံမှုတွေဆိုတာကိုအကြာကြီးရတာမဟုတ်ဘူး။ခဏနဲ့ဦးသွားကြတာပဲ။ကျမ်းမာမှုတွေလည်းအကြာကြီးရနေတာမဟုတ်ဘူး။နာကျင်မှုတွေခံခဲ့မှုတွေဆိုတာတွေ့ကြရတာပဲအကြောင်းမျိုးမျိုးကြောင့်အဲ့ဒါလိုပဲဘဝမှာနေနေကြရတယ်ဆိုတာအကြာကြီးနေနေကြရတာမဟုတ်မကြခင်ပဲနေကြရမှာ ဒါပေမဲ့လူတွေကအကြာကြီးနေနေကြရလိမ့်မယ်လို့တွေးထားကြတာဘဝကိုအခိုင်အမာသဘောထားပြီးတော့နေနေကြတာပျက်စီးမဲ့အရေးကိုကောင်းတဲ့ကိုမထည့်ဘူးမိမိမောမော နေနေကြတာပါပဲဘာပဲပြောပြောအကြာကြီးမနေကြရတာတော့တေးကြတယ်မကြခင်မှာပဲတေးကြရမယ်အဲ့လိုတေးပြီးဆိုတာနဲ့ကိုပဲတေးတေးသူပဲတေးတေးဒါကွဲကွာသွားကြရောခွဲကွာသွားကြရတာပဲဒါဘဝရဲ့ဖြစ်ရိုးဖြစ်စဉ်သဘာဝကြီးပဲအလွန်လဲထင်ရှားတယ် အလွန်ထင်ရှားပေမဲ့လို့တတိမမှုဂူမမြင်ဆိုတဲ့အတိုင်းပဲတတိမရှိပဲမိမိရောရောပေါ့ပေါ့ဆန်းဆန်းဖြစ်တယ်လို့နေနေကြတော့ဒီထင်ရှားတာကြီးကိုပဲမသိနိုင်အောင်ဖြစ်နေတွေ့လာတော့မှမြပြူးဆံမြန်နဲ့အထုဆန်းဖြစ်ပြီးတုံလုံးကြတဲ့ငူကြွေးကြတဲ့เนาะမခံနိုင်ကြဘူးဆင်းရဲကြတကယ်လို့သာဘဝရဲ့ဖြစ်ရှင်ကိုမှန်မှန်ကန်ကန်သိထားမယ်ဆိုရင်အဲ့ဒါလို့ဆင်းရဲတဲ့အကြောင်းမရှိဘူးခန္ဓာရဲ့ပုံမှန်သတိထားနေခြင်းအပြင် နော်ဒီခန္ဓာရဲ့အချင်းချင်းခါကတေးနေရတဲ့သဘောကိုတေးနေရတဲ့သဘောကိုသိနိုင်ဖြစ်လာတဲ့သဘောဝတွေဘယ်သဘောဝမှတည်မြဲနေခွင့်မရှိဘူးဆိုတာကိုသိနိုင်တယ်တဘောဝတည်းမှာကိုပဲအခါခါတေးနေရတဲ့အဖြစ်ကိုသာဦးဇင်းတို့တကယ်ပိုင်ပိုင်နေနေသိမယ်ဆိုလို့ရှိရင်တဘောဝတစ်ခါတေးရတဲ့အသေးကိုရင်မတိုင်းရင်မဆိုင်နေတဲ့အကြောင်းမရှိဘူးနော်တဘောဝတည်းမှာကိုပဲအခါခါတေးနေရတဲ့အဖြစ်ကိုသာတကယ်သိလို့ရှိရင်တကယ်သိနိုင်မယ်ဆိုရင်တဘောဝတစ်ခါတေးရတဲ့အသေးကို ကောင်းကောင်းရင်ဆိုင်နိုင်မှာပဲအဲ့ဒါလို့ရင်ဆိုင်နိုင်တဲ့အသည့်နော်ရင်ဆိုင်နေတဲ့ဉာဏ်တွေဆိုတာလည်းပဲအော်ဒီခန္ဓာရဲ့သဘာဝတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရပြီးတော့တိ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 နေတယ်ဆိုတော့နော်တတိထားတဲ့လုပ်ငန်းစဉ်ကိုစူးစမ်းမှပဲဒီအသည့်ဒီဉာဏ်တွေကိုရနိုင်တယ်အဲ့ဒီအသည့်အဲ့ဒီဉာဏ်တွေကိုရမှလည်းပဲဘဝဒုက္ခတွေကိုရင်ဆိုင်နိုင်မှာဟောဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာဟောထားတာလေးတစ်ခုရှိတယ် ။ဥမှုနာမှုတွေကြုံလာပြီဆိုလို့ရှိရင်သူတော်ကောင်းတရားကိုကျင့်သုံးမှုမလွယ်ဘူးလို့အဲ့လိုအမိန့်ရှိတယ်။ဇေနေနာခောပနာတရာယအဘိပုဒေနာနတုကရံဗုဒ္ဓနာသာသနာမနတိကတုံတဲ့။အဓိပ္ပာယ်ကဘာပြောတော့အသက်ကြီးလာလို့အိုးလာပြီဆိုလို့ရှိရင်ညစွာဘုရားရဲ့အဆုံးအမကိုနှလုံးသွင်းမှုမလွယ်ကူဘူးတဲ့။ဟာနော်မလွယ်ကူဘူးလို့ပြောတာမဖြစ်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူး။အော်မလွယ်ဘူးဆိုရင်တော့ခက်တာပေါ့။အဲ့လိုပဲဦးဇင်းတို့ ဗျာဒိတေနခောပနာဗျာဒိနာအဘိဘူးတေနနတုကရံဗုဒ္ဓနာသာသနာမနတိကတုံတဲ့အသက်ကြီးလာလိုပဲဖြစ်ဖြစ်ကျမ်းမာရေးဖောက်ပြန်လိုပဲဖြစ်ဖြစ်နာကျင်ခံခဲမှုတွေကြုံလာပြီဆိုရင်မြတ်စွာဘုရားအစိုးမကိုနှလုံးသွင်းဖို့မလွယ်ကူဘူးလို့အဓိပ္ပာယ်ရတယ်။ဒီတော့ဘာလဲဒီအဓိပ္ပာယ်လေးတွေကနော်သူတော်ကောင်းတရားဆိုတာမအိုးခင်မနာခင်ပဲအထုတ်လို့ကောင်းတာ။အိုးလာပြီနားလာပြီဆိုရင်အထုတ်ဖို့မလွယ်တော့ဘူးဆိုတဲ့အဓိပ္ပာယ် နောက်နောက်တစ်ချက်ဟောတာကလေပို့တော်စိတ်ဝင်စားတဲ့အကောင်းသေးတယ်။ရေနဟံဓမ္မေနတမနာကေတောဇိနကောပိဖာတုံဝိရိတာမိတဲ့။အတိပ္ပေကပါပြောတော့။ငါဟာသူတော်ကောင်းတရားနဲ့သာပြည့်စုံရင်အိုးလာတော့လည်းပဲချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတဲ့အတွေ့နဲ့သူတော်ကောင်းတရားကိုအထောက်ရမယ်တဲ့ဟော။သူတော်ကောင်းတရားသာတကယ်ရှိထားမယ်ဆိုရင်အိုးလာတဲ့အခါမှာဖြစ်လာမယ်အစင်မပြေမှုတွေကိုသာသာလေးကြော်လွှတ်သွားနိုင်လိမ့်မယ်ဆိုတဲ့အတိပ္ပေ။ သူတော်ကောင်းတရားလာရှိမယ်ဆိုရင်အိုးလာတော့လည်းပဲချမ်းသာတယ်လို့အတိပဲဆိုလိုတာနော်ဘယ်တော့အားလဲရစရာကောင်းစဉ်းစားကြည့်နောက်တစ်ခါပါပြောတော့ရေနာဟာဓမ္မေနတမ္မနာကတော့ဖြာတိတောပိဖာတုံဝိရိတမိတဲ့ငါဟာသူတော်ကောင်းတရားနဲ့သာပြည့်စုံရင် နာလာတဲ့အခါမှာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုတဲ့အတွေးနဲ့လည်းပဲသူတော်ကောင်းတရားကိုအထောက်ရမယ်တဲ့သူတော်ကောင်းတရားနဲ့သာပြည့်စုံတဲ့ပုဂ္ဂိုလ် နော်သူတော်ကောင်းတရားနဲ့သာပြည့်စုံမယ်ဆိုရင်나ချင်းခံခဲ့မှုတွေဖြစ်လာတဲ့အခါမှာတော့ချမ်းချမ်းသာသာနေနိုင်မယ်နော်နားနေတော့လည်းပဲချမ်းသာတယ်ပေါ့အဲ့ဒီချက်တွေကိုကြည့်လို့ရှိရင်သူတော်ကောင်းတရားအလုံးမအောက်ကိုစရာကောင်းတယ်ဆိုတာထင်ရှားရတယ်အဲ့တော့အခုဦးဇင်းတို့ပြောခဲ့တဲ့အဆုံးအမလေးတွေကိုတိကျပြန်စဉ်းစားကြည့်အိုမှုနာမှုကြုံလာရင်မြတ်စွာဘုရားအဆုံးအမကိုနှလုံးသွင်းဖို့မလွယ်ဘူးဆိုတဲ့အချက်အမှုနာမှုကြုံလာတော့လည်းပဲသူတော်ကောင်းတရားသာရှိရင်ချမ်းသာစွာနေနိုင်မယ်ဆိုတဲ့အချက်ဒီနှစ်ချက်ပါ အဲ့ဒီနှစ်ချက်ထဲကပထမတစ်ချက်ဖြစ်တဲ့အုံမှုနာမှုကြုံလာရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုနှလုံးသွင်းဖို့မလွယ်ဘူးဆိုတဲ့အချက်ကိုစဉ်းစားရင်းဖြင့်เนาะအလွန်မြင့်မြတ်တဲ့အတွေးမှန်တွေကိုရနိုင်တယ်။မအိုမနာသေးတဲ့အရွယ်မှာပဲကောင်းမွန်တဲ့အခွင့်အရေးရှိတာ။ပူပြင်းနာပြီဆိုရင်အခွင့်အရေးကနှေးပါသွားပြီ။ဒါကြောင့်ကောင်းမွန်တဲ့အခွင့်အရေးလေးရနေတော့မှအသုံးချလိုက်ဖို့အရေးကြီးတယ်ဆိုတဲ့အတွေးမှန်ကိုရနိုင်တယ်။ဒါပထမအချက်ကိုစဉ်းစားရင်းရနိုင်တဲ့အတွေးမှန်ပေါ့။ ဒုတိယဥစဉ်တို့ဥမှုနာမှုကြုံလာတော့လည်းပဲသူတော်ကောင်းတရားရှိရင်ချမ်းသာစွာနေနိုင်တယ်ဆိုတဲ့ဒီချက်ကိုစဉ်းစားကြည့်နော်တရားအထုတ်ခြင်းဟာတစ်ချိန်မှာတေချာဖို့တွေ့ရမယ့်ဒုက္ခတွေအစင်မပြေမှုတွေအတွက်အကောင်းဆုံးပြင်ဆင်နေခြင်းဖြစ်တယ်လို့လည်းသဘောပေါက်သွားမှာတရားအထုတ်တရားသာအထုတ်မထားဘူးဆိုရင်တော့ဟိုအနာဂတ်ဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာတေချာဖို့ကြာရှုံးမှာပဲလို့လည်းပဲနားလည်သွားနိုင်တယ်ဒါကြောင့်အဲ့ဒီအချက်ကလေးနှစ်ချက်ကိုအသေးချာလေးစဉ်းစားကြည့်တယ် ဲ့ဒီအချက်နဲ့ချက်တဲကနောက်အချက်ဖြစ်တဲ့ဟောသူတော်ကောင်းတရားသာရှိရင်ဥမှုနာမှုကြုံလာတဲ့အချိန်မှာချမ်းသာစွာနေနိုင်တယ်ဆိုတဲ့ဒီအချက်လေးကိုအခြေခံပြီးနောက်ထပ်တစ်ခုလောက်ထပ်ပြီးတော့စဉ်းစားကြည့်ပါအောင်ဘုဒုက္ခနာဒုက္ခဆိုတာဘုရားကျမ်းသာသူတော်ကောင်းကြီးတွေလည်းတွေ့ကြရတာပဲအသိဉာဏ်ရှိတဲ့ပုထုရှင်လူမိုက်တွေလည်းတွေ့ကြရတာပဲဘယ်သူမှရှောင်လို့မရအောင်အလုံးတွေ့ကြရတာတွေ့ကြရတာချင်းတူပဲမလို့ရင်ဆိုင်ပုံချင်းမတူဘူးနားလည်ပုံချင်းမတူဘူး ရင်ဆိုင်တတ်တော့ချမ်းသာတယ်ရင်မဆိုင်တတ်တော့ဆင်းရဲတယ်နားလည်နေတော့ချမ်းသာတယ်နားမလဲတော့ဆင်းရဲတယ်နားလည်တယ်နားမလဲဘူးဆိုတာလည်းပဲစစ်မှန်တဲ့အသိဉာဏ်ရှိတာမရှိတာကိုဆိုလိုတာနော်ဆင်းရဲဒုက္ခနဲ့တွေ့တော့လည်းပဲအသိဉာဏ်ရှိတော့မဆင်းရဲဘူးနော်ဆင်းရဲဒုက္ခနဲ့တွေ့လာတဲ့ခါမှာအသိဉာဏ်မရှိရင်တော့အကြီးအကျယ်ဆင်းရဲရလိမ့်မယ်ဒါကိုချီးခံပြီးတော့အများကြီးစဉ်းစားကြည့်နော်အစဉ်မပြေမှုတွေလောကရန်တွေဒုက္ခတွေအာဒါတွေလူတိုင်းတွေ့ကြတာ ဘဝရလာရင်ဘဝရဲ့ဒုက္ခတွေဆိုတာတွေ့ကြရတာပဲတွေ့ကြရတာကတော့တယောက်နဲ့တယောက်သိပ်မထူးလားเนาะအပေါ်ရောက်တော့ဖယ်ထူးမယ်လို့ထင်ရတယ်ဒုက္ခတွေ့ကြတာချင်းတူပေမဲ့လို့ရင်ဆိုင်ကြပုံချင်းနားလေကြပုံချင်းဖြတ်တန်းကြပုံချင်းမတူဘူးသူတော်ကောင်းတရားသိတဲ့လူရဲ့ရင်ဆိုင်ပုံကတစ်မျိုးသူတော်ကောင်းတရားမသိတဲ့လူရဲ့ရင်ဆိုင်ပုံကတစ်မျိုးเนาะသူတော်ကောင်းတရားကိုသာတကယ်သိရင်ဒုက္ခတွေတွေ့လာတဲ့အခါမှာအကောင်းဆုံးရင်ဆိုင်နိုင်မှာပဲချမ်းချမ်းသာသာပဲရှိနေမှာပဲ ဒါကြောင့်လောကကြီးမှာသူတော်ကောင်းတရားကိုသိတဲ့အသိဉာဏ်လောက်အာကိုတိုက်တာတန်ဖိုးရှိတာတခြားဘာမှမရှိဘူးအခုအဲ့ဒီအသိဉာဏ်ကိုရအောင်လို့ကြိုးစားနေကြစင်မှန်တဲ့အာကိုရာကို ရှာနေကြတာတန်ဖိုးအကြီးဆုံးရာကို ရှာနေကြတာအဲ့လိုမှန်မှန်ကန်ကန်နားလည်ပြီးတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်အမှန်တိုင်းတိ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 နေမယ်လို့ဆိုတဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းရှင်ကြီးကိုကြိုးစားအထောက်ကြဖို့လိုတယ်ဒီလုပ်ငန်းရှင်ရဲ့တန်ဖိုးကြီးပုံကို နော်ယုံကြည်မှုခံခိုင်မြင်းမြင်းနဲ့နော်ဒီလုပ်ငန်းစဉ်ကိုအလွန်ထက်သန်တဲ့လုံလဝိရိယနဲ့ကိုယ်ခန္ဓာမှာသတိထားခြင်းဆိုတဲ့ဒီအမှုမျက်ဆုံးသူတော်ကောင်းအလုပ်ကြီးကိုစူးစမ်းကြရမှာ